န်ဓမြစကားရည်မှာတွေ့ရတဲ့ခရကန်ဆိုတဲ့တတ္တဝါကြီးကိုလူတိုင်းနီးပါးတိကြမယ်လို့ထင်ပါတယ်။ရေပွဲလိုအကောင်ကြီးကြီးကတင်မောတွေကိုပင်လယ်ရေရောက်ကျမ်းပင်အထိဆွဲခေါ်သွားတတ်တဲ့တတ္တဝါမျိုးကြီးတွေပါ။ဒါဆိုရင်ဒီခရကန်တတ္တဝါကြီးတွေကအပြင်မှာတကယ်ရှိခဲ့တယ်ဆိုရင်ရုံကြမှာလား ဒီเจ้าဝါရီကတော့ရှေ့ခေတုန်းကနော်သန်းယူရိုပတ်မှာရှိတဲ့နော်ဝေးနဲ့ဂရင်းလန်းမှာရှိတဲ့ငါးဖန်းသမားတွေကနေဒီအเจ้าကိုစပြောခဲ့ရတာနေစခဲ့တာပါ အရန်ကြောက်ဆရာကောင်းတဲ့အချက်ကတော့ခရကန်ကြီးတွေကကိုယ့်ရဲ့တင်မောနာကိုလာပြီးချင်းကပ်လို့ရှိရင်ကြုံမမြင်ရတာပဲဖြစ်ပါတယ်။ ငါးဖမ်းသမားတွေကငါးတွေကိုတခါတည်းနဲ့တစ်ချိန်တည်းနဲ့ငါးအများကြီးဖမ်းမိလို့ရှိရင်အဲ့ဒီဖမ်းမိတဲ့နေရာကနေအမြန်ဆုံးပြေးထွက်ရမယ်ဆိုပြီးတော့လဲပြောခဲ့ကြတယ်။ဘာလို့လဲဆိုတော့ခရကန်ကြီးတွေကရေရောက်ကနေနေပြီးတော့ငါးတွေကိုခြောက်လန့်လာကြောင်းငါးအများစုကရေပေါ်ပေါ်လာကြောင်းပဲဖြစ်ပါတယ်။ပထမဆုံး Kraken ရှိရလို့စပြီးအစီရင်ခံစာရေးခဲ့တာဟာ1180ခုနှစ်နော်ဝေးကကင်းဆာဗရီပဲဖြစ်ပါတယ်။ နောက်ပြီးတော့1850ခုနှစ်မှာအလွန်ကြီးမားတဲ့ giant squid ကိုဒိမ့်မကန်းချီမှာတောင်တင်ပြီးတော့တည်ဆုံးနေတာကိုလည်းတွေ့ရှိခဲ့ပါတယ်။အဲအချိန်မှာပဲဇီဝပညာရှင် Jake Strange ကနေပြီးတော့ဒီ kraken ကြီးတွေကအပြစ်မှတကယ်ရှိခဲ့တယ်ဆိုပြီးတော့အတည်ပြုခဲ့တယ်။အတည်ပြုပြီးမကြခင်မှာပဲသိပ္ပံပညာရှင်အချို့ကနေပြီးတော့ရေအောက်စူးစမ်းရှာဖွေမှုကိုလုပ်ခဲ့ကြပြီးတော့ဒီ kraken ကြီးတွေကိုလည်းရှာဖွေခဲ့ကြတယ်။ ဒါတကယ်ပဲခရကန်ကြီးရေရှည်အောက်အနောက်ပိုင်းမှာရှိနေရလားဒါမှမဟုတ်ငါးဖန်သမားတွေရဲ့ယုံတန်းစကားတသက်ပဲလားပြိတက်ကြီးရောဘလို့ထင်လဲတိတ်ပိုင်ပညာရှင်တွေပြပြချင်းအရာရေပွဲတွေကဒိုင်လိုဆောခေတ်မတိုင်ခင်လူငယ်တွေနှစ်များစွာရဲ့ရရှိရဆိုပြီးတော့လဲပြောခဲ့ကြတယ်။တချို့မျိုးစိတ်တွေကအခုချိန်ထိမတည်သေးပဲနဲ့မျိုးပွားပြီးတော့ကြံရှိနေရဆိုပြီးတော့လဲတိခဲ့ရတယ်။ ခရကန်ကိုမျက်မြင်တွေ့ခဲ့တဲ့ငါးဖက်သမားတွေရဲ့ပြောပြချက်အရာခရကန်ကြီးရာရေပွဲလိုမျိုးအကောင်အကြီးဖြစ်ပြီးတော့ရေပွဲထက်အစာပေါင်းများစွာကြီးပြီးတော့သူ့ရဲ့နောက်ကျောပါဆိုလို့ရှိရင်မိုင်တဝက်စာလောက်နှီးပါတော်တော်ကြီးကိုကြီးမှပါတယ်ခရကန်ကြီးရာရေပြင်ပေါ်မှာခဏနားနေပြီးတော့သူတို့ဆွဲချလို့ရမယ့်အရာရှိလို့ရှိရင်သူတို့ကနေပြီးတော့အဲ့ဒီအရာဝတ္ထုတစ်ခုခုကိုပင်လယ်ရေရောက်တဲ့ဒီဆွဲခေါ်သွားတတ်တယ်ဆိုပြီးတော့လည်းသိရပါတယ် အရာမရေပွဲကြီးတွေက cephalopods လို့ခေါ်တဲ့တတဝါလိုမျိုးပဲမျက်လုံးနှလုံးအုံနောက်၉ခုနဲ့နှလုံး၃ခုတောင်ပါပါတယ်။အဲ့လိုလက်ကြီးရဲ့မှာဖမ်းမိသွားလို့ရှင်လုံးဝလွတ်နိုင်မှာမဟုတ်တော့ဘဲနဲ့ kraken ကြီးတွေကတဖြည်းဖြည်းနဲ့တင့်ကိုစားသုံးတော့မှာပဲဖြစ်ပါတယ်။ kraken တွေဒါတကယ်ရှိခဲ့မယ်ဆိုလို့ရှင်ရေချောင်းခီးကိုအဓိကထားပြီးအသုံးပြုတဲ့ viking လိုမျိုးတွေကလည်းနေချက်ဖြစ်ခဲ့မှာမဟုတ်ဘူး။ တော့ Viking သမိုင်းအကြောင်းလဲဖြစ်ပေါ်လာမှာမဟုတ်တော့ဘူး။စီဖာလိုပေါ့လို့ခေါ်တဲ့ရေပွဲတွေကအလွန်ညံကောင်းကြပြီးတော့ဟိုးရေရောက်အနက်ပိုင်းမှာနေထိုင်ရတာကိုလည်းကြိုက်ကြတယ်။အဲ့ဒီပွဲတွေကကျောရုံမဲ့တတဝါတွေဖြစ်ပြီးတော့သူတို့တည်ရင်လည်းရုပ်ကျွင်းနေရမကြံခဲ့ဘူး။အဲ့ဒါကြောင့် Kraken ရဲ့ရုပ်ကျွင်းတွေကိုရှာမတွေ့ဘူးဆိုတာဖြစ်နိုင်ပါတယ်။ 1850ခုနှစ်လောက်ကစတင်ပြီးတော့အီယာမရေပွဲမျိုးစိတ်ပေါင်း22ခုကိုရှာဖွေတွေ့ရှိခဲ့တယ်။အချို့အကောင်တွေကလက်ချောင်းအပါဝင်ပေ90လောက်တောင် ရှိတယ်ဆိုပြီးတော့လည်းသိရတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီရေပွဲတွေအကုန်လုံးကကန်းဆက်မှာတောင်တင်ပြီးတော့တည်ဆုံးနေကြတာပဲဖြစ်ပါတယ်။အီယာမရေပွဲတွေဘယ်လောက်ထိကြီးပြီးတော့ဘယ်လိုမျိုးအသက်ရှင်ကြလဲဆိုတာကိုအခုရက်ထိသိပ္ပံပညာရှင်တွေဘယ်သူမှမသိကြပါဘူး။ဒီရေပွဲတွေကမြောက်အတ္တလန္တိတ်ပင်လယ်ထဲမှာရှိရဆိုပြီးတော့လည်း တိပ္ပံပညာရှင်အချို့ကပြောကြပါတယ်။အခုချိန်ဒီလူသားတွေကပင်လယ်သမုဒ္ဒရာရဲ့900ခိုင်နှုန်းလောက်သာလေ့လာနိုင်သေးတယ်။ကျန်တဲ့65ရာခိုင်နှုန်းပင်လယ်ရေအောက်ထဲမှာဘလိုမျိုးလှုပ်ဝက်ဆန်းကျင်မှုတွေရှိတယ်ဆိုတာကိုအခုချိန်ထိဘယ်သူမှမသိနိုင်သေးပါဘူးဒီလိုမျိုးလှုပ်ဝက်ဆန်းကျင်မှုတွေမှာခရကန်ဆိုတဲ့တတဝါကြီးတွေကတကယ်ရှိလားမရှိနေဘူးလားဆိုတာတော့ဘယ်သည့်ဆန်ဆန်နဲ့မင်းကိုထုတ်ဆရာပါပဲပိတ်သက်ကြီးရောခရကန်ဆိုတဲ့တတဝါကြီးတွေကအပြင်မှာတကယ်ပဲရှိနေမယ်လို့ထင်လား အဆုံးနဲ့ဒီကြည့်ရှုပေးတဲ့ပရိသတ်ကြီးကိုကျေးဇူးထူးပဲတင်ပါတယ်။ဒီမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါအောင်။ဒီမကတော့ influencer နေချီပဲဖြစ်ပါတယ်။